ဒါကတော့အမေရိကန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Bitar ကနေတည်ထွင်ထုတ်လုပ်လိုက်တဲ့ပထမဦးဆုံး EV လေယာဉ်ပြန်သစင်းဖြစ်ပါတယ်။နိုင်ငံတကာမှာတော့ EV ကားတင်မဟုတ်တော့ဘဲ EV ယထားတွေဘုတ်တွေအပြင်လေပေါ်ပြန်တက်ပြီးခီးတဲ့တင်ဆောင်နိုင်တဲ့ EV လေယာဉ်ပါထုတ်နေပါပြီ။ဒီလက်စစ်စွမ်းအားသုံး EV လေယာဉ်ပြန်ဟာစမ်းသပ်မှုတွေအဆင့်ပြီးပြီဖြစ်လို့လာမယ့်2026ခုနှစ်မှာတရားဝင်ပြန်တန်းကနှစ်စဉ် CA 300ထုတ်လုပ်သွားမှာပါ။ ဒီလီရင်ပြန်ဟာခီးတယ်လေးဦးကိုတင်ဆောင်နိုင်မှာဖြစ်တယ်လို့အမြန်နှုံးကလည်းတနာရီကို155မိုင်လုံးဖြစ်ကတစည်းကိုဒေါ်လာ5တန်းခန့်တန်ဖိုးရှိပါတယ်။မိုင်150ခီးစင်ကိုခီးတယ်တဦးလျင်18ဒေါ်လာလောက်ပဲကုန်ကြမှာဖြစ်လို့ဒေါ်လာ900အထိပေးရတယ်သမယိုးကြလေးရင်ပြန်တွေထဲကုန်ကြစိတ်များစွာတက်တာသွားမှာဖြစ်ပါတယ်။လက်စစ်လေးရင်ပြန်ဖြစ်တာမို့တကြိမ်ပြန်တန်းရင်မိုင်ပေါင်386မိုင်အထိပြန်တန်းနိုင်မှာဖြစ်ပြီးတော့အနာကလေးရင်မျိုးဆက်တစ်လို့လည်းခေါ်ဆိုကြပါတယ်။ စတာဝါရုပ်ရှင်ထဲကလေရင်ပြန်ဒီဇိုင်းဖန်တီးထားတဲ့ဒီ EV လေရင်ပြန်ကို အမေရိကန်မှာ2025ခုနှစ်ဇွန်လ၄ရက်နေ့မှာစတင်မိတ်ဆက်ခဲ့ပြီးကုန်တင်လေရင်ပါဖန်တီးထားပါတယ်။